ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ခု Premier League ရဲ့ကျွန်တော်တို့ feature တွေထုတ်ပြီးသွားတဲ့အချိန်မှာဟိုတနေ့ကကျွန်တော် Premier League feature အားလုံးရဲ့အစောပိုင်း၅ပွဲအတွက်ကျွန်တော် feature တွေနဲ့ပတ်သက်လို့ပြောပြီးတဲ့အချိန်မှာပထမဆုံးအနေနဲ့ Man United နီးပြ Ruben Amorim နဲ့ Manchester United ရဲ့အလားအလာဖော်လို့ဆို Ruben Amorim ရဲ့ပထမဆယ်ပွဲရတယ်ကျွန်တော်ကြက်တယ်ကျွန်တော်တို့ Opta ရဲ့ခတ်ဆုံးတဲ့မှာ United ကထိဆုံးမှာပို့ထားတယ် ိုက်သူ့ရဲ့နောက်မှာမလမကန်ဒုတိယမှာနေရာမှာရှိတာမိခင်အာသီတာရဲ့လာမယ့်ပွဲစဉ် feature 10ဆိုတော့ကျွန်တော်ပြောချင်တဲ့အချက်ကအာစနယ်က title race ကို3နှစ်စတိုက်23 24 25ဖြစ်တဲ့ချိန်မှာ DRT တွက်ကလည်းအာစနယ်ဘက်ကတစ်ခုသေးတော့တစ်ခုက title challenger ပဲဆိုတော့ရာသီအစပွဲတွေကချေချော်လိုက်ရင်ပိုကောင်းလာတဲ့ Liverpool ထပ်ပြီးတော့ဖြစ်တင်းလာပြီးတော့တေချာပေါက်စောင့်ကြည့်ရမယ်မန်ချက်စတာစီးတီးနှစ်သင်းကိုအစိုးရတဲ့ runaway ဖြစ်သွားမယ် ရာသီအစဆယ်ပွဲမှာအာဆနယ်ရဲ့ feature ကအထက်ထားလို့မော်ဝဝလုပ်လို့မရဘူး။အခုချိန်ထိတိုက်စစ်မှုနှစ်ယောက်တည်းကယိုကရက်စ်လိုလို Sasco လိုလိုနဲ့ဘောင်းမီနှလုံးနဲ့ကြက်တယ်။အဲတချိန်တည်းမှာပဲအခု Hollywood King ကျွန်တော်ပါစနေရ Hollywood King ကြိုက်ကိုမကြိုက်ဘူး။ဘာလို့ဆို29နှစ်ရှိပြီ။ Premier League proven တိုက်စစ်မှုတယောက်ဖြစ်တာမှန်တယ်။ဒါပေမဲ့ယိုကရက်စ်29ဗျာ။ Sasco 22နောက်ဆုံး Random Colomwani တော့ခေါ်လိုက်25နှစ်ပဲရှိ ဲ့သုံးယောက်ဆိုကျွန်တော်သဘောကျသည်။ Oliver Kane ကတော့အာကျွန်တော် Arsenal ကိုချစ်ပါတယ်ချစ်ပါတယ်နဲ့ကိုယ်ကောင်းကောင်းတိတ်နေတာကိုယ်နဲ့တွေ့တိုင်းအဲ့ကြောင့်ကျွန်တော်အဲ့ကောင်ကိုဒိုးကိုမလို့ချင်းဘူး။ဒါပေမဲ့အဲ့ဒါခဏထားဒီမှာခက်ခဲတဲ့ feature ဆယ်ပွဲရောက်လာတဲ့အချိန်မှာတိုက်စစ်မှုမခေါ်ဘူးဆိုရင်တော့ရာသီစပါတယ်ပွဲစဉ်9ရောက်မှာ title race ကပြီးသွားလိမ့်မယ်6ပွဲမှာကျွန်တော်တို့ကပွဲချက်တွေအများကြီးပဲ။ဆိုတော့ အာတတာတို့လုံးဝပို့လို့များအခုကတောမက်စ်ပါတီကိုနိုင်ကမရေရာမသေးချာနဲ့ထွက်ဖို့ဥတည်နေစောပိုင်းတုန်းကဖာဗီစီယိုမချင်ညာကဒေးဗစ်အွန်ဆိန်တို့ report မှာတော့ကဘာပြောလဲဆိုတော့ဒီတောမက်စ်ပါတီကိုကလပ်ဘက်ကတတန်းတိုးဖို့အားလုံး positive ဆောင်တဲ့အဆွေးနွေးမှုတွေရှိတယ်ပြက်တနာကအာစနယ်ဘက်ကဒက်ကလန်ရိုက်စ်နဲ့မာတင်စူပါမန်တီကို first try ကစားမှ၂ယောက်ဖြစ်တတ်မှတ်ပြီးတဲ့အချိန်မှာပါတီခန့်ကန်နာကရော့ကျသွားတော့မှာအဲ့အတွက်ကြောင့်တောမက်စ်ပါတီကလည်းအဲ့ rule ကိုမလို့ချင်ဘူးကျွန်တော်ပြောချင်တာကပါတီခန့်ကန်နာရော့ကျတာတဲ့စာရင်း rotation system ပုံစံလေးတွေတွားမယ်ဆိုရင် အာဆယ်အတွက်ပါတီကတကယ်ဆို right လည်းသုံးလို့ရတယ် center လည်းသုံးလို့ရတယ်လိုအပ်ရင်ပြ defensive midfield player ကနေ center back တောင်သုံးလို့ရတဲ့အခြေအနေမျိုးပြသူရဲ့အရက်ဘောင် physicality ဘောလုံးလမ်းကြောင်းထဲကိုကောင်းကောင်းတိပြီးတော့ဘောလုံးလမ်းကြောင်းတွေကိုတားဆီးနိုင်တဲ့ defensive ကစားမတရားအဲ့လိုတို့ရတယ် ဆိုအဲ့ဒါကိုပါတီရဲ့တက်တန်းလို့မရှိဘူးတရင်ကောင်းအနေနဲ့ Microsoft-ly တက်တန်းတိုးပြီး2030ခုနှစ်ထိ Gabriel ကအစိုးရရဲ့တိုးထားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ခုလောလောဆယ်တွေက William Saliba တို့ Ethan Wanery တို့ Saka တို့ဇက်တိုက်လာတော့မယ်ဒါကတော့အားကစား Director လုပ်တဲ့ဘိုင်းဒါပေမဲ့အရေးကြီးတဲ့ခေါ်ထားပြီးသား Superman တိမကြင်ညာသေးဘူးခပ်ပရိစာမကြင်ညာသေးထားပါတော့ဒီသားမလေးတေချာပေါင်းချောင်းမယ်ဆိုတော့တည်တယ် အရေးကြီးတဲ့ transfer ကိုလုပ်အောင်ဘာကြောင့်လဲဆိုတော့ feature တွေကိုကျွန်တော်ပြောပြမယ်။နံပါတ်1အာဆင်ကပွဲစဉ်တက်မှာ Manchester United ကိုအဝေးခွင့်ကျွန်တော်တို့ဒီ recently မှာကျွန်တော်တို့ United ကိုကျွန်တော်အိမ်ခွင့်မှာတော့နိုင်ပွဲဆက်တယ်အိမ်ခွင့်မှာဒါပေမဲ့ကျွန်တော်အဝေးခွင့်မှာကျွန်တော်ခတ်တယ်ရှစ်တနစ်ကျော်တော့က Leandro Trossard ရဲ့ goal နဲ့နိုင်ခဲ့ မနေ့ကတေးကြတဲ့ဟိုးရှစ်နှစ်ကရှုံးဆိုကျွန်တော်တို့နောက်ဆုံး၃နှစ်တွင်မှာ United ကဘလောက်ပဲညံ့ညံ့အားဆိုင်ကိုအမြဲတမ်းခက်ခဲအောင်လုပ်တယ်နောက်တစ်ခုကမနေ့ကတော့ကျွန်တော်တို့ကန်ကောင်းလို့ Bruno တို့အသုံးမချလို့ပွဲပိကန်နေမှာ David Raya မဆိုင်ကျွန်တော်ရှုံးသွားပြီအာဆင်ပိုကောင်းတဲ့အသင်းပြန်ကစားပေးမယ်တကယ်တမ်းရသွားတဲ့ chance ကို United ကြီးပဲ create လုပ်သွားတယ်ဆိုအဲ့အဝေးကွင်းပွဲစဉ်တက်ကအာဆင်တဲ့တကယ်ကိုခက်ခဲကန်ကောင်းညနာကပွဲစဉ်တက်ဖြစ်နေတဲ့အတွက်ကြောင့် confident နဲ့နောက်အရင်တည်းက style of play counter ပြီးသားကိုအတွက်ကနည်းနည်းလေး chance ပိုကောင်းတယ်မန် United ကစပြီးတော့ဦးတည်နေရတယ် ပြန်တီဆောင်နေရတဲ့အချက်တစ်ချက် momentum ဘယ်သူမှမရသေးဘူးအာလီယာ momentum က pre season မှာယူရမှာအဲ့ဒီအိုက်ပွဲပြီးကျွန်တော်တို့ကပွဲစဉ်နဲ့ပါ lease နဲ့ gain okay lease ကတော့ probably ရ၃မှတ်လို့ပြောလို့ရတယ်ပွဲပွဲစဉ်၃က liverpool ရဲ့ anfield ဒါလည်းကျွန်တော်ကပြောလို့ liverpool ရော arsenal ရော momentum မရောက်သေးဘူးဒါပေမဲ့ florian vas ရောက်ထားပြီး can ဆိုးသွားနေ isak ကရောက်ရင်သွားပြီဆိုတော့ liverpool ကဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ anfield မှာကျွန်တော်ခက်ခက်ခဲခံမယ်ကျွန်တော် anfield မှာမနိုင်နဲ့ကြားလာပြီ မနစ်ကလည်းတည်ကြတယ်ဟိုးနှစ်ကလည်းတည်ကြတယ်ဟိုးနှစ်ကဒါပေမဲ့အခုတော့ရှိတယ်မီကေအာတီတာဟာလီဗာပူးကိုဒီဘက်နောက်ပိုင်းမှာနှစ်ကြော့ခိုင်ကိုကွင်းနိုင်ဟိုဘက်တည်ကြကိုကွင်းနိုင်ဟိုဘက်တည်ကြမနစ်ကတော့နှစ်ကြော့လုံးတည်ကြတယ်ဆိုတော့ဒါလီဗာပူးကိုကျွန်တော်အဝေးကွင်းအမတ်တိုင်းမျိုးအမတ်တန်ခတ်တယ်ချန်ပီယံအသင်းပြတကယ်ကောင်းတဲ့အသင်းအာဗီမှာငါတို့ရလက်ကောင်းနေတယ်ဆိုတာကမနိုင်ဘူးတည်ပဲရတာအာဗီကကျွန်တော်တို့အမြဲခက်ခဲနေတယ်ကွင်းအရင်တော့ကအာဆင်ဗင်ဂါတို့အာထက်တာအစောပိုင်းတို့ဦးတိုင်းအမ်ရီလက်ထက်တွေဆိုချိန်လုံးကိုပြတ်တိုက်ခတ်နေရတယ်ကွင်း အဲ့ဒါပွဲစဉ်၃ပွဲစဉ်လေးမှာကျွန်တော်တို့ forest ကိုကျွန်တော်အိမ်ကွေးမှာအိုက်ကွေးကိုကျွန်တော်သုံးမှတ်ပဲထားပွဲစဉ်၅မှာ arsenal က emery မှာ manchester city နဲ့ arsenal ကအဲ့၅ပွဲမြောက်မှာ momentum ယူဖို့နဲ့ man city နဲ့ပွဲမတိုင်ခင်မှာ united နဲ့ liverpool အဝေးကွင်းကိုသာချွတ်ချော်ခဲ့ရင် man city ပွဲက do or die ဖြစ်သွားပြီ ။ယာတီစားအခုစောစောဝိုင်းပြန်ငါးဘွဲ့မှာနေမန်ချက်စတာစီးတီးကိုကျွန်တော်အိမ်ဝင်းတန်းကန်ပြီ။ဆိုတော့အာလီယာမိုမန်တမ်ရဖို့နဲ့ခုနယူနိုက်တက်အဝေးလစ်ဗာပူးအဝေးနှစ်ပွဲပြီးတာနဲ့မန်ချက်စတာစီးတီးနဲ့ကိုယ့်ရဲ့တပွဲချိုအိမ်ဝင်းကန်တဲ့အချိန်မှာလုံးဝပါလို့မရ။အဲ့ဒါပြီးကျွန်တော်ဒီ recently မှာဇက်တိုက်ရှုံးနေတဲ့ Newcastle မနစ်ကလည်းရှုံးတယ်ဒီနေ့လည်းရှုံးဟိုးရှစ်တနစ်ကတော့ကျွန်တော်နိုင်။ Newcastle ကအခုကျွန်တော်တို့ကို တို့ရဲ့စိတ်ဂျေဆစ်ဘက်မှာနိုင်ကိုမနိုင်ဘူးကျွန်တော်တို့ကနိုင်တာမို့တေးတော်မရဘူးအရှုံးကြီးပဲတကယ်တော့ယူကာဆယ်ကအာဆယ်ကိုဆော်ဒီဒီပိုင်တဲ့ပထမတစ်နှစ်အထိကိုကျွန်တော်တို့ကဇက်တိုက်နိုင်တာဂျာမန်ကတပွဲလာပဲတေးချင်တော့4-4 အဲ့နောက်ပိုင်းကနေနောက်ပိုင်းနှစ်နဲ့မှာအေဒီဟောင်းကအာဆယ်ကိုတောင်းလျှောက်နိုင်တယ်သူပြင်စိတ်ဂျေးဆစ်ဘတ်မှာမနေ့ကဆိုရင်၄ဘွဲကန်တာသူတို့က၃ဘွဲနဲ့ကျွန်တော်တကိုးမှမတွေ့နိုင်ဘူး။နောက်ကျွန်တော်အိမ်ကွေးကြမှာကျွန်တော်တကားပြန်တယ်။အားတော့ကြည့်ကြမယ်ညူကာဆယ်စိတ်ဂျေးဆစ်ဘတ်ကအကြမ်းခတ်တယ်ဆိုတော့ပထမ၆ဘွဲမှာ United away, Liverpool away, Man City home, Newcastle away အဝေး၃ဘွဲမှာကျွန်တော်တို့၂ဘွဲလောက်ချော်ရင် Title Race ကဂုန်းလို့တော့ပြောလို့ရမယ်။အစိုးရတော့ရှိတာမှန်တယ်။အာဆယ်ကအားတာချက်တစ်ခုကယာတီပိတ် မတ်လဧပြီလမေလ3လဟာအာဆန်ကတော်တော်ကို6နေအဲ့ဒါကအသင်းငယ်လေးကြီးပဲကံမှာတော်တော်ကြီးကိုကံကောင်းတဲ့ feature ဒါပေမဲ့အဲ့မတိုင်ခင် February လောက်မှာအမှတ်တွေအများကြီးဖြတ်ခံရရင်တော့သွားပြီပြီးသွားပြီအဲ့ဒါကအဓိကချက်ဒါပေမဲ့ကံကောင်းတာကယာတိပိတ်ကဥရောပချန်ပီယံလိဒီပွဲတွေဇက်တိုက်ဆုံလာတဲ့အချိန်မှာပွဲ6နေတာကအများကြီးတော့စကားပြောနိုင်တယ်ဒါပေမဲ့ယာတိအစမှာတည်းက6ပွဲမှာ Newcastle away Man City away Liverpool away Man United အဝေးဆိုတဲ့လေးပွဲဟာအာဆန်ရဲ့ထိုက်တင်နဲ့အာဆန်ရဲ့ချက်တီမှုကိုဆုံးဖြတ်ပေးမဲ့ပွဲဒါတော့ကျွန်တော်တို့က Leeds နဲ့ Forest ကိုနိုင်တွက်ထားအဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ West Ham West Ham ကပုံမှန်အဖြစ်လွယ်လို့မထင်နဲ့ကျွန်တော်တို့ Emirates ကိုလာပြီးသူနှစ်ဆက်တိုက်ဒုက္ခပေးရှင်းနစ်ကလည်းကျွန်တော်တို့ကိုနိုင်သွားတယ်မနစ်ကလည်းနိုင်သွားကျွန်တော်တို့က London Stadium မှာဂိုးပြတ်တိတ်နေတာဒါပေမဲ့ကိုယ့်အိမ်ကွင်းမှာတိတ်ခံနေရတာ West Ham က ဲ့ဝက်ဆန်ကိုကျွန်တော်လုံးဝ short တော့လို့မြင်ဘူး now full and away ကအဲ့ full and away ကအာဆန်အတွက် tough game ဖြစ်တယ်ပြီးတာနဲ့ Christian Palace အိမ်ဝင် Burnley away ကဆိုတော့လွယ်မြအောင်နဲ့ခတ်တဲ့ပွဲကဝက်ဆန်အိမ် Fulham away Palace အိမ်ထားပါတော့ Palace ကိုလည်းကျွန်တော်ဒီအားတွေကြတယ်မနေ့ကကျွန်တော်အထက်တာအဓိကပြဿနာကကြီးချောက်ကြီးနဲ့ပတ်သက်လို့သူပြဿနာမရှိဘူး okay တဲ့ရလက်တွေကောင်းတယ်ဒါပေမဲ့အသေးငယ်လေးနဲ့ပွဲမှာအမှတ်မယူနိုင်တဲ့ခါမလို့အပဲနဲ့မနေ့ကတေပွဲတွေကြီးပဲ ဲ့တေပွဲတွေကအာဆင်အသေးရဲ့အဓိကပြဿနာပဲအာဆင်ဟာမနစ်ကတေပွဲအရန်များလုံးနဲ့ပြဿနာကြောင်းထိုက်တယ်ရစ်မှာသူတို့အဝေးဖြစ်သွားရှင်းရှင်းလေးပဲအဲ့တေပွဲတွေကသူတို့တော်တော်ဆူဆူသွားပဲမနစ်ကဘလို့ရာတီ38ပွဲကစားတဲ့ချိန်မှာအာဆင်သင်းရဲ့ရှုံးပွဲကလီဗာပူးနဲ့တူတူပဲဒါပေမဲ့အဓိကကျွန်တော်ပြောလို့ပေါ့လေပွဲတေကြတယ်ပွဲစဉ်38ပွဲမှာကျွန်တော်၄ပွဲပဲရှုံးတယ်ပွဲ20ပိုင်း14ပွဲတေကြတယ် ချန်ပီယံဖြစ်ချင်အဲ့လောက်တည်ကြလို့မရအောင်14ပွဲဆိုတဲ့အမောက်ကအများဆုံးပဲအဲ့ဒါကအဓိကပြက်တာတေး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 ဆိုတဲ့ပြက်တာအထူးသဖြင့်အသင်းငယ်တွေကိုအမှတ်တွေတောက်လျှောက်ဆုံးရှုံးနေပြက်တာကျွန်တော်နောက်တစ်ခုကအာဆင်တဲ့အိမ်ဝင်းအိမ်ဝင်းမှာမလိုလားအပတ်နဲ့အမှတ်တွေရမ်းဆုံးရှုံးနေတဲ့ပြက်တာဆိုအာထက်ထားအတွက်ဒီနိုရာတီ transfer window ဆော့ဆော့မလုံနိုင်ရင်ရာဒီအစပွဲစဉ်6ပွဲမှာတင်ကိုယ့်ရဲ့ရည်တည်မှုကဘယ်ပိုင်းကိုရောက်သွားမလဲဆိုတာဆုံးဖြတ်ပေးရမယ် ဒါကြောင့်လေသူတို့ပွဲစဉ်ရဲ့ feature ရဲ့ difficulty ကိုသူတို့ကနံပါတ်2 rating ထားတာလားရှင်းရှင်းလေးပဲလုံးဝပေါ့လို့မရဘူးအာကျွန်တော်တို့ကမဖြစ်တဲ့ကြဖြစ်တဲ့မထင်တဲ့ Manchester United ကကိုယ့်ကိုခဏခဏဒုက္ခပေးတယ်သူပြင် Old Trafford မှာအမြဲဒုက္ခပေးတဲ့အသင်း Liverpool Africa မှာကျွန်တော်မနိုင်တာနှစ်ပေါင်းမနေတော့ Man City ကတော့ဒီ recent history မှာအတည့်ရမှာတေချာကျွန်တော်အိမ်ကွင်းမှာနိုင်ဒါကျွန်တော်နည်းနည်းလေးပြန်သားလာတယ်ဒါပေမဲ့ဖတ်ကဲအခြေအနေကိုကျွန်တော်ပြောလို့မရဘူး Newcastle ကတော့ကျွန်တော်တို့ကိုသူတို့ရဲ့စိတ်ချပါဆိုဒုက္ခပေးနေကြတယ် အဲ့တော့မှကျွန်တော်တို့ကိုပုံမှန်ဒုက္ခပေးတာနှစ်နှစ်ဆက်ဖြစ်တာတော့ဝက်ဆန်ကအမေရိကန်မှာနှစ်နှစ်ဆက်တိုင်နိုင်တဲ့အဲ့ဒီတဲ့ကရမယ်ဖူအန်ကိုဝေးခွင့်ကန်ရမယ်ဖူအန်ကိုဟိုးရှစ်တဲ့ကောင်ကျွန်တော်ရှုံးတယ်မနစ်ကတေးကြတယ်အဲ့ဒါကျွန်တော်တို့အတွက် tough game ပဲ။နောက် Palace Palace ကိုအဝေးကမှကျွန်တော်အမြဲတမ်းပါတယ်ဒါပေမဲ့အိမ်ကွင်းမှာအခုတော့အမှတ်တီတောင်းရှောင်းယုံနေရတယ်။ အဲ့ဒီချက်တွေကဆိုကြည်ရမယ်အချက်ပဲယာတီအစ feature ဆယ်ပွဲမှာ Arsenal အသေးပေးတက်ဒီရပ်ဘတ်ဘလောက်ယူနိုင်မယ်ပထမယူနိုင်ရမယ်ထင်တယ်တကယ် crucial ပွဲပွဲကြီး၄ပွဲအဝေး၃ပွဲ United away Liverpool away Newcastle away ၃ပွဲမှာပထမရမယ် Man City ပါထက်တွင်လိုက်ပြီးအိမ်ဝင်ပွဲအဲ့ပွဲကြီး၄ပွဲမှာပထမယူမယ်ခုမှမဝေယမချက်ပြကြပါအလုံးကြီးတို့ပါတယ်